hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမကကျမရဲ့ဒီ YouTube channel လေးကိုပြန်ပြီးတော့ run တော့မှာဖြစ်ပါတယ်။ဒါလေးမွေးရဲ့အချိန်ကနေစပြီးတော့နားခဲ့တာဆိုလို့ရှိရင်အခုဆိုရင်3လလောက်ရှိပြီပေါ့နော်။အဲ့တော့အခုတော့ကျမက video လေးတွေပြန်ပြီးတော့တင်ပေးပါတော့မယ်။အော်ဒီ video လေးတွေတင်တဲ့အခါမှာအရင်တော့ကတော့ကျမကသင်ကြားရေး video လေးတွေပဲတင်ခဲ့တာပါ။အခုကျတော့ဒါနဲ့အတူတူရွတ်တဲ့ကြပြာလေးတွေပုံမြင်လေးတွေလည်းတင်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် အာကျွန်မဒီသားလေးကိုပြောပြတဲ့ကြပြလေးတွေပုံမြင်လေးတွေအတိုင်းပေါ့နော်ကလေးလေးတွေကိုလိုက်ပြီးတော့ပြောပြလို့ရပါတယ်အဲကျွန်မတို့ကဒီအရွယ်ကျွန်မသားလေးဆိုအခုဒါ3လပေါ့နော် ဖုံးကားရှိပြီဒါပေမဲ့ဟိုကျမတို့ကဒီရွယ်လေးတွေကဘာမှနားမလည်သေးဘူးမသိဘူးဆိုပြီးတော့ဖတ်ပြတာမျိုးမဟုတ်ဘဲနဲ့အဲကျမဆိုရင်ဘိုက်ထဲမှာကနေကပုံမြင်လေးတွေခကြလေးတွေကိုဖတ်ပြခဲ့တာပါအခုလည်းတောင်လျှောက်ဖတ်ပြနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမနဲ့အတူတူဒီရွယ်ကလေးလေးတွေရှိရဲဆိုလို့ရှိရင်ပုံမြင်လေးတွေခကြလေးတွေလိုက်ပြီးတော့ဖတ်ပြကြရအောင်ပါနော်အာတားကအခုဆိုလို့ရှိရင်သူ့ကိုကျမအဲပုံမြင်နေကပေါ့နော်စာအုပ်ကလေးဆိုလို့ရှိရင်တအုပ်ဖတ်ပြပြီးသွားပြီကြပြ ส่งเนาะคนอ่ปุ๊บชิบปุ๊บลาปุ๊บมาลีพับยาเยอดแต่ปอเนาะเอออันนี้เนี่ยดีเดี๋ยวพวเธอเวาไปลิอ่ะหลแต่ยาชาละ အဲ့လိုပုံစံလေးနဲ့ဖတ်ပြဖြစ်ပါတယ်။အော်နောက်တစ်ပုံနောက်တစ်ပုံနောက်တစ်ပုံဆိုတာမျိုးမဟုတ်ခင်းနဲ့လေသူကဒါလေးကိုပဲတေးချာလေးမှတ်မိအောင်လို့ဖတ်ပြနေပေးတာဖြစ်ပါတယ်။ဟိုကျွန်မဘိုက်ထဲမှာသူ့ဘိုက်ထဲမှာတော့ဟာဆိုလို့ရှိရင်အငြင်းတန်းဖတ်ပြတဲ့စာအုပ်လေးရှိတယ်။အာဘွားဆိုတဲ့စာအုပ်လေးပေါ့နော်။အဲ့စာအုပ်လေးဆိုလို့ရှိရင်လေသူအခုအကုန်သတိတယ်။အာလိုက်ပြီးတော့စကားကြီးပြောရဲရည်ရဲလုံးတက်တယ်။အဲ့တော့ဟိုဒီရွက်ကလေးလေးတွေရှိရဲဆိုလို့ရှိရင်ကျွန်မနဲ့အတူတူအဲဒီလိုမျိုးစာလေးတွေဖတ်ပြတာလေးတွေလိုက်လို့ ကြည့်ပါเนาะခလေးလေးတွေအတွက်တကယ်ကိုအကျိုးရှိပါတယ်ခလေးလေးတွေရဲ့စာဖတ်ဝါသနာကိုလည်းကျမတို့ပြောထောင်ပြရရောက်ပါတယ်အာဒီ လေးငါးနှစ်ကြာမှသူများကလေးကစာဖတ်တယ်အဲစာအုပ်စုရင်းကကလေးကမဖတ်ဘူးဒါမျိုးကလေးကိုအပြစ်တင်လို့မရပါဘူးစာဖတ်တတ်တဲ့အလေးအကျင့်နဲ့ဝါသနာလေးဆိုတာကကျွန်တော်တို့ညီမိဘတွေကပြောထောင်ပေးရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အာဒီသားလေးကိုဖတ်ပြဖြစ်တဲ့ပုံမြင်လေးတွေကြပြလေးတွေနဲ့ဗီဒီယိုလေးတွေတင်ပြရဲ့အခါမှာအားလုံးအတူတူလိုက်ပြီးတော့ဖတ်ပြဖြစ်ဖို့အာဖိတ်ခေါ်ပါရရှင်နားကျွန်တော်တို့ဖတ်ပြတဲ့စာအုပ်လေးတွေကြပြလေးတွေကိုလည်းအပြန်အလှန်ဖလှယ်သွားရင်းနဲ့ကလေးလေးတွေအတွက်ကြော်စရာကောင်းတဲ့စာဖတ် วินเินลีพันธิยาวมาเนาะจ้าว่าตอนนี้หนูไม่อากรบพิเรียนลูกขอวาเลยใช่อ้าวไม่มีกันแล้ววะไฮจ้าจ้า